ဒီတစ်ခါကျွန်တော် record လုပ်ထားတာလေးကတော့မြောက်တကုံဘက်ချမ်းကနေပြီးတော့သစ္စာတရားဘက်ကိုတက်ပြီးတော့တောင်ဥက္ကလာဘက်ကိုသွားပြန်มาဖြစ်ပါတယ်เนาะလမ်းလေးကလည်းတင့်နေတာနဲ့ကြိုက်ပြထားတာဖြစ်တယ်အခုကျွန်တော်အာဒီလမ်းကငါးမှန်အောင်ဖျားလမ်းလို့ခေါ်တာပေါ့เนาะတချို့ကလည်းငါးမှန်အောင်ဖျားလမ်းလို့ခေါ်တယ်ငါးမှန်အောင်လို့လည်းခေါ်တယ်เนาะဘယ်ဟာအမှန်လဲတော့ကျွန်တော်လည်းမသိဘူးကျွန်တော်ကတော့အာငါးမှန်အောင်လို့ပဲသိထားတယ်ပေါ့เนาะโอเคငါးမှန်အောင်ဖျားလမ်းနေပြီးတော့မောင်းလာပြီ တရားပေါ်တက်မယ်နော်ကြည်ညာကွေချင်းတကြောပေးတယ်တက်တက်တကြောပေးတယ်နော်โอเคစိမ့်နေလို့ညာကွေချင်းကြောလေးစိမ့်နေလို့ကျွန်တော်ကွေွားတယ်တက်တက်ကြောနီးနေတယ်နော်โอเคကွေတက်သွားပြီသစ္စာတရားပေါ်အဲ့လိုတက်ကပါတယ်အသစ္စာတရားပေါ်ကိုဟိုမနေ့ကတနေ့ဟိုတနေ့ကလာမသိဘူးကျွန်တော်တောင်းကလာဘက်ကနေပြီးတော့တက်ပြတဲ့ဝေးတွေရှိပါတယ်အခုကမျောတဘုံဘက်ကနေတက်ပြတာပါနော်ဒါဆိုရှင်းမယ်ထင်ပါတယ် ဟုတ်ပြီဒါအပေါ်မှာအဲသုံးပိန်းနေလဲရှိတယ်လမ်းလျှောက်သူတွေရှိတယ်စပိန်စီသူတွေရှိတယ်အကုန်ရှိတယ်ပေါ့နော်သူကဖြက်လန်းလေးလို့ဖြစ်နေတော့တရားဆိုပေမဲ့လည်းတကယ်ဖြက်လန်းမှာနော်ကောင်းကလာနဲ့မြောက်တကုံလုံးဝဖြက်ထားတဲ့တရားဆိုတော့လုံးဝအဆင်ပြေတယ်ကဲဟုတ်ပြီကဲသွားပြနေတယ်ရှေ့ဆိုလို့ချင်းသစ္စာလန်းပေါ်ရောက်မယ်ကျွန်တော်သစ္စာလန်းထိတ်ကိုကျွန်တော်သွားမှာနောက်တော့သစ္စာတရားလို့ခေါ်ခြင်းဖြစ်တယ်ဟုတ်ပြီဒါတော့တက်ပြလိုက်ပြီเนาะအဲဒီမှာပြင်ဆင်ရေးအဖွဲ့တွေရှိတယ် စ္စည်းအဖွဲ့တွေကလည်းတို့တွေတန်ရှင်းတွေလုပ်နေကြတယ်။နေနေတဲ့အဖွဲ့တွေပေါ့နော်။ဒါပဲသစ္စာတရားပေါ့တက်ပြတယ်ဆင်းပြတယ်ဆိုတော့ဒါပါပဲနော်။ Okay တက်တဲ့သွားမယ်ဆိုတော့ကျွန်တော်ဒီအလဲကျော်လေးကိုကျွန်တော်ယူလိုက်ပါတယ်။မိပွိုင်းဆောင်နဲ့တန်းစီတဲ့စိတ်လို့ရှင်ဖြတ်မှာပေါ့။ဒါဆိုလို့ရှိရင်အားလုံးပဲအဆင်ပြေမဲ့ထင်ပြပါတယ်ဒါတရားပေါ်ကအလွယ်ကူဆုံးလေးဖြစ်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ လိုက်ပါကြည့်တဲ့သူတူတူတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးအနေနဲ့ခင်ကြပါစေပေးရှင်းကြပါစေ